မင်္ဂလာပါအလဲရောတန်ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးမှာပါတင်ဆက်ပေးမယ့်သတင်းတွေကတော့နိုင်ငံတော်အဆင့်ဝန်ထမ်းချင်းထိမ့်မှတ်နေရလှူရှားမှုအဖြစ်ယနေ့မွန်လယ်၁၂နာရီ၅၁မိနစ်၃ညနေစက္ကန့်တွင်တမနစ်ငိမ့်သက်စွာရပ်တန့်၍ဥညွတ်ကာရဝပြုခြင်းဝန်ထမ်းချင်းအထိမ့်မှတ်အိုးအောဆွဲကာရဝပြုခြင်းများပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းငလျင်တန်ကြောင့်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့တဲ့ဒေသများမှာကုညီကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်လျက်ရှိတယ်ဆိုတဲ့သတင်းအေဗလာတရက်တွင်နေပြည်တော်စမူတီရီမြို့နယ်တိုင်းမတ်၃၃၆၉မှာ အသက်63နှစ်ခန့်အမျိုးသမီးတူဟာအသက်ရှင်လျက်ရှာဖွေတွေ့ရှိခဲ့ပြီးကရင်ထောင်စစ်ရုံသို့ပို့ဆောင်နေဆွေးတဲ့ရေအိနိုင်ငံလောင်နိုင်ငံနဲ့တရုတ်နိုင်ငံတို့မှကယ်ဆယ်ရေးအဖွဲ့များဆရာဝန်များနဲ့အသူနာပြုဆေးအဖွဲ့များလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းများဆေးဝါးများရောက်ရှိတယ်ဆွေးတဲ့အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါဦးဆောင်နေမုတ်နေနဲ့နိုင်ငံတော်ဆင့်ဝန်ထမ်းချင်းအထိမ်းမှန်နေရလှူရှားမှုအဖြစ်ယနေ့မွန်လယ်၁၂နာရီ၅၁မိနစ်၃ညနေစက္ကန့်မှာ တမနဲ့ညင်သက်စွာရတန့်၍ဥညွတ်ကာရဝပြုခြင်းဝန်내ခြင်းအထိမ့်မတ်အိုဩဆွဲကာရဝပြုခြင်းများပြုလုပ်ခဲ့တယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါပါနိုင်ငံတော်ဆင့်ဝန်내ခြင်းအထိမ့်မတ်နေ့ရက်တနိုင်ငံလုံးအတိုင်းအတာလှူရှားမှုအဖြစ်ဧပြီလ၁ရက်နေ့ဒီကနေ့မြန်မာစံတော်ချိန်၁၂:၅၀၃၀နှစ်၃၀စက္ကန့်ကတမနဲ့ညင်သက်စွာရတန့်ပြီးဥညွတ်ကာရဝပြုတာဝန်내ခြင်းအထိမ့်မတ်အိုဩဆွဲကာရဝပြုတာတွေပြုလုပ်ခဲ့ပါတယ် ဒါဖြင့်သက်ဆိုင်ရာကိုးကွယ်ရာဘာသာအလိုက်ဖျားစီတွေတွေဖျားเจ้าတွေဝိပုနေရာတွေမှာစူတောင်းမြေတာပို့တာအနေရကင်းပရိတ်တွေစူတောင်းစာတွေရွတ်ဆိုရာနဲ့အများအတန်းပေးဝေတာတွေကိုတနိုင်ငံလုံးကပေါင်းဝင်ဆောင်ရွက်ပေးဖို့နာဆာကသတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်ခဲ့တာပါ မလ28ရက်မြန်မာစံတော်ချိန်မိုးလဲ12:52မိနစ်3ည20ကမှာပြင်းရ9.8 Richter scale ရှိတဲ့အလွန်ပြင်းထန်တဲ့မြင်းကလေးလှုပ်ခတ်ခဲ့မှုကြောင့်အသက်ဆုံးရှုံးမှုတွေနဲ့ပျက်စီးဆုံးရှုံးခဲ့ရမှုတွေအတော့စာနာနားလည်မှုတွေနဲ့အတူထပ်တူခံစားပြီးနိုင်ငံတော်အဆင့်ဝန်ထဲချင်းအထိမ်းမှတ်နေ့အဖြစ်မလ31ရက်ကနေဧပြီ6ရက်အထိ9ရက်ကို NASA ကဥက္ကဋ္ဌကသတ်မှတ်ကြေညာခဲ့တာပါနိုင်ငံတော်အဆင့်ဝန်ထဲချင်းအထိမ်းမှတ်နေ့ရက်တနင်္ဂနွေလုံးအတိုင်းတာလှုံ့ဆော်မှုအဖြစ် ဧပြီ1ရက်ဒီကနေ့မြန်မာစံတော်ချိန်မိုးလဲ12:50မိနစ်3ည20ကံမှာနိုင်ငံတော်အဆင့်ဝန်ထဲချင်းအထိမ့်မဲ့အဖြစ်နိုင်ငံတော်အလံကိုတိုင်ဝက်ရှော့ချပြီးလှင့်ထူတဲ့အလံတိုင်းရှိဒါမှမဟုတ်တင်းလျော်ရနေရဒါမှမဟုတ်ပြုတ်လုတဲ့အခမ်းအနားတွေမှာဝန်ထဲချင်းအထိမ့်မဲ့အဖြစ်တမနစ်ငိန်သက်ပြီးဥညွတ်ကာရဝပြူတာလှုံရှားသွားလာနေသူတွေအနေနဲ့အဲ့ဒီအချိန်မှာတမနစ်ငိန်သက်စွာရက်တံပြီးဥညွတ်ကာရဝပြူတာအဲ့ဒီအချိန်မှာဝန်ထဲချင်းအထိမ့်မဲ့အနေနဲ့အော်အော်ဆွဲကာရဝပြူတာ အဲ့ဒီအချိန်မှာမီဒီယာတွေအနေနဲ့ထုတ်လင်းလျက်ရှိတဲ့အစီအစဉ်တွေကိုခေတ္တရက်ဆိုင်ပြီးဝန်ထမ်းချင်းအထိမ်းမှတ် logo တွေကိုထုတ်လင်းတာသက်ဆိုင်ရာကိုးကွယ်ရာဘာသာအလိုက်ဖျားစီဒီတွေဖျားချောင်းတွေဝေပြုနေရာတွေမှာစုတောင်းမြစ်တာပို့တာအနေရကင်းပိတ်ရိတ်တွေစုတောင်းစာတွေရွတ်ဆိုတာနဲ့အမြတမ်းပေးဝေတာတွေကို ပြုလုပ်ဖို့အတွက် NASA ကသတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်ဆက်လက်ပြီး ငလင်တန်ကြောင့်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့တဲ့ဒေသများမှာကုညီကယ်ဆယ်လုပ်ငန်းများဆက်လက်ဆောင်ရွက်လျက်ရှိရဆိုတဲ့အကြောင်းတင်ဆက်ပေးမှာပါငလင်တန်ကြောင့်ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့တဲ့ဒေသတွေမှာကုညီကယ်ဆယ်လုပ်ငန်းတွေဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါဗျာ။ လ28ရက်ဒေသစံတော်ချိန်မိုးလဲ12:51မိနစ်3ည20ကံအချိန်မှာအင်အားပြင်းမြင်ကလေးနဲ့နောက်ဆက်တွဲငလီငယ်တွေလှုပ်ခတ်မှုကြောင့်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်အရှေ့မြောက်ဒေသနေပြည်တော်ကောင်စီနယ်မြေပဲခူးတိုင်းဒေသကြီးတို့မှာငလင်တန်းတင်ခဲ့ရပြီးလန်ဒတာအဆောက်အဦတွေထိခိုက်ပျက်စီးခဲ့ရကပြည်သူတချို့အသေးဆုံးထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့သိရပါတယ်။ငလင်တန်းတင်ဒေသအသေးသေးမှာကုညီကယ်ဆယ်ရေးလုပ်ငန်းတွေကို တိုင်းစစ်ဌာနချုပ်ဒီဒီကတက်မတော်သားတွေမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေမိသက်တပ်ဖွဲ့ဝင်တွေပြည်ပနိုင်ငံတွေကကိုညီကယ်ဆယ်ရေးအဖွဲ့ဝင်တွေဌာနဆိုင်ရာဝန်ထမ်းတွေလူမှုကွန်ရက်ရေးအသင်းအဖွဲ့တွေနဲ့ဒေသခံပြည်သူတွေပူးပေါင်းပြီးအချိန်နဲ့တပြေးညီကိုညီဆောင်ရွက်ပေးလျက်ရှိရလို့သိရပါတယ်။ဆက်လက်ပြီးအေဗလာတရက်တွင်နေပြီးတော့စမူတီရီမြို့နယ်တိုင်းမတ်3369မှာအသက်63နှစ်ခန့်အမျိုးသမီးတူအားအသက်ရှင်လျက်ရှာဖွေတွေ့ရှိခဲ့ပြီးကရင်တထောင်စေယုံသူပို့ဆောင်နေဆွေးနွေးကိုတင်ဆက်ပေးပါပါ။

်ဧဗရတ်တရက်နေ့တွင်နေပြည်တော်စမူသီရီမြို့နယ်တိုင်မတ်3369မှာအသက်63နှစ်ခန့်အမျိုးသမီးတို့အားအသက်ရှင်လျက်ရှာဖွေတွေ့ရှိခဲ့တာကြောင့်မြန်မာနိုင်ငံမိသက်တက်ဖွဲ့ဌာနချုပ်ရှာဖွေကယ်ဆယ်ရေးအထူးတက်ဖွဲ့ဝင်များနဲ့ရန်ကုန်တိုင်းဒေသကြီးရှာဖွေကယ်ဆယ်ရေးတက်ဖွဲ့ဝင်များသက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီးနနက်9:15မိနစ်ခန့်တွင်အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီးကတင်တထောင်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရပါသည်။နောက်ဆုံးသတင်းမို့နေနဲ့ ယူရိန်းနိုင်ငံလောင်နိုင်ငံနဲ့တရုတ်နိုင်ငံတို့မှကယ်ဆယ်ရေးအဖွဲ့များ၊ဆရာဝန်များနဲ့သူနာပြုဆေးအဖွဲ့များလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းများ၊ဆေးဝါးများရောက်ရှိတယ်ဆိုတဲ့ကိုတင်ဆက်ပေးပါပါ။ယူရိန်းနိုင်ငံလောင်နိုင်ငံတရုတ်နိုင်ငံတို့ကကယ်ဆယ်ရေးအဖွဲ့တွေ၊ဆရာဝန်တွေနဲ့သူနာပြုဆေးအဖွဲ့တွေလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းတွေ၊ဆေးဝါးတွေရောက်ရှိလာတယ်လို့သိရပါပါတယ်။မလ31ရက်မနက်ပိုင်းမှာ ငလင်တန်တဲ့ပြည်သူတွေအတွက် UAE နိုင်ငံကကယ်ဆယ်ရေးအဖွဲ့တွေ၊ဆီယံဝင်တွေနဲ့သူနာပြုဈေးအဖွဲ့တွေ၊လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကွင့်အရေးပစ္စည်းတွေနဲ့ဈေးဝါတွေပါဝင်တဲ့ UAE တက်မတော်လေရင်30ဟာရန်ကုန်ပြည်ပဆိုင်ရာလေဆိပ်ကိုရောက်ရှိခဲ့ပါတယ်။အဆိုပါကယ်ဆယ်ရေးအဖွဲ့တွေဆီယံဝင်တွေနဲ့သူနာပြုဈေးအဖွဲ့တွေမှအဖွဲ့ဝင်89ဦးမော်တော်ယာဉ်15စီးကယ်ဆယ်ရေးအထောက်အကူပြုပစ္စည်းနဲ့ထောက်ပံ့ရေးပစ္စည်း6685ကီလိုဂရမ်ပါဝင်ပြီး ရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်မှာတာဝန်ရှိသူတွေကကြိုးစိုးနှုတ်ဆက်ပြီးငလင်တန်တဲ့ဒေသတွေကိုဆုံးလင်စွာတွားရောက်နိုင်ရေးလုပ်ငန်းတွေပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းနဲ့ UAE နိုင်ငံကကယ်ဆယ်ရေးအဖွဲ့တွေလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကွက်ညှိပစ္စည်းတွေနဲ့စေဝါတွေထပ်မံရောက်ရှိမယ်လို့သိရပါဗျ။အဲ့လိုပဲမလ31ရက်ညနေပိုင်းမှာလာအိုနိုင်ငံနဲ့တရုတ်နိုင်ငံကိုမင်းမျိုးကရှာဖွေကယ်ဆယ်ရေးအဖွဲ့နဲ့အတူဆီယံဝင်နဲ့တူနာပြုစေအဖွဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကွက်ညှိပစ္စည်းတွေနဲ့စေဝါတွေ နေပြည်တော်မှာရှိတဲ့တမတော်လေးစိတ်ကိုရောက်ရှိလာတယ်လို့သိရပါဗျ။မလ31ရက်ကရောက်ရှိလာတဲ့နိုင်ငံအလိုက်ရှောက်ဖွေကယ်ဆယ်ရေးအဖွဲ့တွေ၊ဆီယံဝင်တွေနဲ့ဒုနာပြုဈေးအဖွဲ့တွေကနိုင်ငံခြားရေးဝန်ကြီးဌာနလူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်လည်နေရာခြားထားရေးဝန်ကြီးဌာနတို့ကတာဝန်ရှိသူတွေကလေးစိတ်မှကြိုဆိုခဲ့ကြပြီးအဆိုပါကယ်ဆယ်ရေးအဖွဲ့တွေဟာအဖွဲ့တွေခွဲပြီးငလင်တန်တဲ့ဒေသတွေမှာရှိတဲ့ပြည်သူတွေကိုရှောက်ဖွေကူညီကယ်ဆယ်ရေးနဲ့ဈေးဝါကူတာရေးလုပ်ငန်းတွေအချိန်နဲ့တပြေးညီဆောင်ရွက်ပေးသွားမယ်လို့သိရပါဗျ။ လည်းမဲ့တဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ